ကျွန်တော်ပတ်စံရင်းစရာမလိုတော့ဘူးအဲသူတို့ပြီးတဲ့ deposit ပတ်စံနဲ့ပဲကျွန်တော်ကဟိုကကောက်ငွေချေလို့ဟိုတင်းရချီဝင်တဲ့သဘောပေါ့နော်အခင်ပါတယ်တလာတဲ့နဲ့ဟို၄တောင်လို့ပါတော့ကျွန်တော်အမြင်ရပါတယ်အဲ့တော့ဒီရနေတဲ့ပတ်စံနဲ့ကျွန်တော်ကပျော်မွေ့နေပြီးတော့ဒီတိုင်းဆက်သွားရင်ကျွန်တော်ကဒါခဏပဲလေကျွန်တော်တို့ကဒါရေတိုစီးပွားရေးလို့ပဲခေါ်လို့ရတာပေါ့နော်မေးချင်တာကတော့ပကိုတို့ဒီလက်ရှိလုပ်ငန်းလေးတွေအချင်းကျုပ်နေတယ်ပေါ့နော်ပြီးတော့ရရှိတာတွေအောင်မြင်မှုလေးတွေပြောင်းဝေစေချင်ပါတယ်ခင်ဗျအဲတော့ဒီလ အစင်လိုက်နေပဲသွားလိုက်ပါဟုတ်ပါတော့ကျွန်တော်တို့ကဒီကျွန်တော်ကပထမဆုံးဒီကျွန်တော်စေတန်းပြီးသွားတဲ့အချိန်မှာအဲကျွန်တော်နှစ်ခုသုံးခုလောက်ပေါ့နော်လှုပ်ချင်တာတွေကတော့များပါတယ်ဟုတ်အဲအခက်ကမော်ဒယ်တွေဘာတွေလဲစပေါ်တော့ကျွန်တော်တို့ကမော်ဒယ်လဲလှုပ်ချင်စိတ်ကရှိပါတယ်အတုံးကဟုတ်အဲအဲအတုံးကဟိုမော်ဒယ်တွေကမြန်မာနိုင်ငံမှာစတာလीအဲ စတော့ကျွန်တော်ကမော်တယ်ပဲလုပ်ရင်ကောင်းမလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ကကျွန်တော်ဖေကအတော့ကတက်မတော့အရာရှိဆိုတော့ကျွန်တော်ကစစ်စေးတက်ကတော့မိဘတွေကတက်ချင်တယ်တက်စီချင်တယ်ကျွန်တော်ကအဲစစ်စေးတက်ဖို့ထောက်ခံချက်တွေပါနေအားလုံးယူပြီးသွားပြီအဲအဲ့အချိန်မှာကျွန်တော်နဲ့အမေနဲ့ကလည်းနည်းနည်းသကားများကျွန်တော်ကအဲတစ်ချက်လေးစဉ်းစားလိုက်ပါတယ်ဟိုကျွန်တော်အဲ့အချိန်ကလူငယ်အတွေးခေါ်ပေါ့လေကျွန်တော်ကစဉ်းစားလိုက်တယ်ဆိုတာတခြားမဟုတ်ပါဘူးဆိုတော့ကျွန်တော်ကဟို already ဘာတွေလုပ်လို့ရှင်လဲအသက်ကြီးသွားလို့ရှင်လို့ရှင်သူဟိုအဖိုးကြီးတွေဘာတွေဖြစ်သွားလို့ရှင်လူကြီးတေးဥဆောင်တွေဘာတွေလုပ်နေရတယ်အဆင်မပြေဘူးပေါ့နော်ငါဟိုအမြဲတမ်းဟိုအဆင်ပြေမှာမဟုတ်ဘူးပေါ့ဟိုစစ်စစ်တက်တူကြတော့လဲဟိုအခက်ကကျွန်တော်တို့ကဟို infantry ရလူတွေရပဲအုပ်ချုပ်တော့အုပ်ချုပ်တော့ကြတော့ကျွန်တော်ကဟိုငါကဟိုစစ်စစ်ပူကြီးဖြစ်နေလို့ရှင်ငါထက်အုပ်ချုပ်မဲ့လူကငါနဲ့အသက်တူတူလူကငါထက်ရာလူကြီးနေငါအလေးပြန်ပြူနေရမှာဆိုတော့အိပ်ပဲရှိနေတယ်အဲ့တော့ အဲ့ရလည်းမလုပ်ဖြစ်တော့ဘူးဆိုတော့ကျွန်တော်အဲ့ရနေမထူးတော့ဘူးဆိုတော့ main နဲ့တိုက်ခံလုပ်ပြီးတော့ကျွန်တော်အဝေးတင်တက်ကလို့ကျွန်တော်တကုံတက်ကလို့မှကျွန်တော်ကဒီအဝေးတင်နဲ့ယူပပီတာကိုကျွန်တော်ယူလိုက်တယ်ယူလိုက်တော့ကျွန်တော်တပုတ်ပုတ်ကြပါအခုကျွန်တော်9နှစ်10နှစ်လောက်ကျွန်တော်တက်ရတယ်ဟုတ်ပြောတက်9နှစ်10နှစ်လောက်တက်ရတယ်ဆိုတာအကစ်တော့ကျွန်တော် ကြောင်းသွားမတက်ဘူးဒါပွင့်ရင်ပြောတာသူများတွေကအနီးကပ်ဆိုတော့အနီးကပ်ဟိုဟိုကျွန်တော်တို့ဘလောက်ပေးရတယ်ဆိုကျွန်တော်ပေးလိုက်တာဆိုတော့သွားဖြည့်အောင်နေဆိုတော့ပထမဦးဆုံးနှစ်တော့ဖြည့်တာပဲဒါပေမဲ့ကြပြန်ထွက်လာတော့ကြ ချတော့ကျွန်တော်ချောင်းဆက်မတက်တော့ဘူးဆိုပြီးတော့အဲ့လိုလှုပ်လိုက်တယ်။နောက်လှုပ်လိုက်တာနဲ့ကျွန်တော်ညီကကျွန်တော်နဲ့နှစ်နှစ်သုံးနှစ်လောက်กว่าဒါပေမဲ့ तू อ่ะဖြေတော့ကြတော့အဝေးတင်မယ်အောင်သွား။အောင်သွားနဲ့ तू နဲ့နောက်နှစ်မှာလိုက်ဖြေတော့အဲ့နဲ့အဲ့လိုပဲနှစ်နှစ်ကျလောက်ကြာလိုက်တက်လိုက်တယ်။ဒါပေမဲ့ကျွန်တော်အဲ့အသက်15နှစ်တည်းကနေစပြီးတော့ကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်ငယ်ငယ်တည်းကကားဝါဒနာပါတယ်။ကျွန်တော်အဲ့မှာဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ကျွန်တော်ဝါဒနာပါတဲ့ဘက်ကပဲကျွန်တော်ရွေးလိုက်မယ်ဆိုတော့အဲ့တော့ကျွန်တော်ကားပွဲစားရမ်းမော်လီဟိုအရင်ကတော့ကြံတော့တင်နေနိုင်မှာ ကျွန်တော်တင်ဆိုင်နေရာမှာကာပွဲသားတန်းလုပ်ရအခုကတော့အားလုံးတချို့လူငယ်တွေကတော့သိချင်မှသိမယ်ကာပွဲသားတန်းနေရာကျွန်တော်တို့ Junction Square ပေါ့နော် Junction Square နေရာကြီးอ่ะအဲ့ဒါအရင်တော့ကာပွဲသားတန်းပေါ့အခုတော့ CC ကကပဲပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့အချိန်မှာကျွန်တော်တို့စတော့ကျွန်တော်ပတ်စံတပြားမှမရှိဘူးဒါပေမဲ့အိမ်ကကားလေးနဲ့ကျွန်တော်ကမောင်းသွားအိမ်ကကားလေးနဲ့သွားတော့နည်းနည်းတော့သူ့အနေထားလေးသူတခုတော့ရှိတာပေါ့လေအဲဒါပေမဲ့ပတ်စံရကျင်တော့ဘာလုပ်ရလဲဆိုတော့အဲကိုထက်တီးတဲ့လူတွေအနောက်ကိုတပည့်လူလိုက်ပေါင်းရတာပေါ့နော် တပည့်ကိုလိုက်ပေါင်းရတယ်သူတို့ဟိုခွဲပေးသလောက်ပဲရတယ် lucky money သဘောပေါ့ပွဲစားကမဟုတ်ဘူးသူတို့ခွဲပေးသလောက်ပဲရတယ်အဲ3000ရတဲ့အခါရှိတယ်4000ရတဲ့အခါရှိတယ်အဲ့လိုမျိုး point လေးတွေလိုက်ရရင်ကားပွဲစားလောက်ရတာပေါ့အဲ့ဒါလေးကိုကျွန်တော်စုထားတယ်အတူချုပ်ပဲပြောရရင်ကျွန်တော် episode လေးတွေစုလာတာရယ်တဖြည်းဖြည်းကိုကလည်းဟိုမိတ်ဆွေပေါ်တာရဲ့အဲပေါင်းတင်ဆက်ဆံရေးနေတတ်တာရဲ့ကြောင့်ကို့ကိုကားဝယ်ခိုင်းတဲ့လူတွေရှိရဲ့အဲ့ဒါကြတော့ကိုကပွဲကားဆိုတာကို့အတွက်ကို့အရေးချင်းတဲ့ကိုထိုက်တန်တဲ့ပွဲကားလေးတွေရတယ် ဒါရလေးကျွန်တော်စုပေါင်းပြီးတော့ကျွန်တော်အသက်22နှစ်မှာကျွန်တော်ပထမအဆုံးကိုယ်ပိုင်ကားလေးစဝယ်နိုင်ပါတယ်။အဲ Honda Viper လေးပါ part out number လေးပါတော်တော်စုပ်ပါတယ်။ဒါပေမဲ့ body ုံလေးပါပြီးပြန်ပြင်ပြီးတော့ပြန်ရောင်းရတာပေါ့နော်။အဲအနေစပြီးတော့ကျွန်တော်ဝယ်ရောင်းစဖြစ်ပြီးတော့ကျွန်တော်ဒီကားဝယ်ရောင်းနေလုပ်တယ်။လုပ်တဲ့အချိန်မှာကျွန်တော်ကဟိုကျွန်တော်ကစဉ်းစားတဲ့နေရာမှာသူများဒီလိုလမ်းတွေကိုက်ောက်ပြီးသွားလို့ရှိရင်ကျွန်တော်ကတိတ်မသွားတတ်ဘူး။အဲဘလို့ဖြတ်သွားရမလဲဆိုတော့ကျွန်တော်စဉ်းစားရတယ်။အခက်တော့အလုံးချင်းနေပါလေဆိုတော့ကျွန်တော်စခဲ့တဲ့လူတွေထဲမှာဥသုံးစားတဲ့လူတွေထဲမှာကျွန်တော်တို့ပါပါတယ်။ ဒီအလုံးကြီးဆိုတာကျွန်တော်ကဒီပြပကနေကားတွေတွင်းနေတွင်းပြီးတော့ဒီကစုပ်နေတဲ့ကားကြီးတွေကို Chelsea နံပါတ်ကိုအတဲထဲထည့်ပြီးတော့ကားညနာမှာ RT ထူပြီးတော့ပြန်ရောက်တာအလုံးကြီးလို့ခေါ်တာပေါ့လွယ်ပြောရအောင်ဒါပေမဲ့ကျွန်တော်တို့ကဝယ်လိုက်ရင်ကားအစုပ်သူများတွေကတိုက်ထားတဲ့ကားစုပ်ပါတယ်ဆိုတဲ့ကားကိုဟိုကာလာပေါက်ကြီးတင်း300လောက်တန်တဲ့ကားကိုကိုက100လောက်နဲ့ဝယ်တယ်အလုံးချင်းလိုက်တော့200လောက်ကျတယ်ဒါပေမဲ့ပြန်ရောက်တော့ကျတော့400လောက်ရောင်းသေးရရမြတ်ပါတယ်တစည်းဝယ်ရင်နှစ်စီးနောက်တစည်းစာလောက်ကိုမြတ်ပါတယ် ပထမဦးဆုံးကျွန်တော်ရှိရဝယ်သွားတဲ့ customer တွေအခုသူလဲ public မှာအများတန်းပြောလို့ရပါတယ်လို့လည်းပြောပါတယ်ဒီ70တီထောင်သူကိုတောင်းစုရင်းသူကကျွန်တော်ရဲ့ဒီအဲအလုံးချင်းကားတွေမှာပထမဦးဆုံးဒီဟိုကျွန်တော်ရဲ့ customer ပဲသူပြောတယ်တနိုင်ငံလုံးကကားကြီးလိုက်ကြည့်တယ်ကိုလက်ကားတော့မတန့်ဘူးမဟုတ်ဘူးကျွန်တော်ကအဲ့လိုလုပ်တာကသူကားမစီဘူးဆိုရင်သူစပြီးတော့တီထောင်တဲ့အချိန်မှာအဲစူပါဆလုံးနှစ်ကကြီးလေးကိုစဝယ်လိုက်တယ်အဲ့လိုပါကျွန်တော်အဲ့လိုနဲ့သူများတွေကျွန်တော်လုတ်ပြီးနောက်ပိုင်း၄၅၆လောက်လောက်ကြာတော့သူများတွေလိုက်လုတ်တယ်လိုက်လုတ်တော့ အစိုးရအရင်က9000လောက်ပဲကောက်ရတယ်အထူးကလည်းတရဝင်10သိန်းအထိကောက်တယ်ကောက်တော့အဲ့လိုမျိုးလုံချင်းရတစ်ပြေးနဲ့ခက်ဖြစ်လာတယ်အဲ့လိုပါပဲကျွန်တော်ခုနပြောလို့ပဲနောက်ပိုင်းကျတော့ဒီအစိုးရကိုယ်တိုင်ကဒီကျွန်တော်သိမ်းဆဲထားတဲ့ဝတ်တောက်တွေကိုလေးလံပြစ်ပေးတဲ့အစုပ်တွေပေါ့အဲ့ရတွေကိုအလုံးချင်းပြီးရောင်းတယ်အဲ့ရနေကျွန်တော်တစ်ပြေးပြေးနဲ့ကျွန်တော်ဒီကားလုပ်ငန်းကိုတော်တော်လေးကိုလေပတ်ရာနေပြီးတော့ကျွန်တော်ဒီပြီးခဲ့တဲ့အစိုးရလက်ထက်ကကားတင်တင်ငွေတွေပြန်ပေးလိုက်တဲ့အခါမှာကျွန်တော်တို့ဒီ KL7 ဆိုတဲ့ ဒီ youth car sales center youth car car home sales center ကိုကျွန်တော်ပထမဆုံးစတင်တည်ထောင်နိုင်ရတဲ့ဒီကားလောက်ကောက်တော်တော်လေးအခြေခံခဲ့တာပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်ကိုလိုက်ကိုလိုက် model လုပ်ခဲ့ရမှာကိုလည်းအများကြီးလုပ်လိုက်ရတယ် model ဆိုတော့ဓာတ်ပုံပဲရိုက်ခံအောင်ဆိုတော့အခုနောက်မိကုန်းအနေနဲ့ပေါ့နော်လက်ရှိမှာအောင်မြင်နေတဲ့လုပ်ငန်းတွေကိုဘယ်လိုတွန်းအားတွေဘယ်လိုဟိုဘယ်လိုခေါ်မလဲလုံးစုံအားပေးမှုတွေနဲ့စခဲ့တာလေပြီးရင် ကိုလုပ်တဲ့လုပ်ငန်းတွေပေါ့နော်လက်ရှိလုပ်ငန်းတွေမှာစတင်ဒီထောင်တုန်းကထင်ထားတာနဲ့အခုလက်ရှိဖြစ်လာတဲ့အောင်အကန့်ကြီးမရှိမရှိဒါလေးကိုကျွန်တော်ပြောစီချင်ပါတယ်ကိုလည်းအစားပေါ့ဟုတ်လားလို့ပြောရမယ်အဲ့ဒါကြတော့ကျွန်တော်တို့ကဒီကျွန်တော်တို့ဒီစီးပွားရေးပဲလုပ်လို့ပါပဲလုပ်လို့ပေါ့နော်ကျွန်တော်တို့မှ စလုပ်ပြီးဆိုရင်ကျွန်တော်တို့ကတော့ဟိုဘယ်လုပ်ငန်းဆိုလွယ်လွယ်ကတော့မရှိပါဘူးဟိုအခက်အခဲတွေကတော့ကျွန်တော်တို့မှလည်းရှိကြတာပဲဘယ်နဲ့ဘယ်မှာမဆိုလူတိုင်းလိုလိုအခက်အခဲတွေကရှိကြတာပေါ့နော်ကျွန်တော်တို့ဥပမာဆိုရင်ကျွန်တော်ဆိုရင်ဒီစလုပ်တော့ဆိုလို့ရှိရင်ဟိုဒီ K7 ကားရောင်းစင်တာကိုစပြီးတည်ထောင်လုပ်မှဆိုရင်ကျွန်တော်ဒီရွှေဘုံတိုင်းမှာဒီစီကဲရဦးကြည်ရင်တို့ NDA တို့ခြံကိုကျွန်တော်ငားတယ်195သိန်းနဲ့ငားတယ်ငားတော့ကျွန်တော်ကပွင့်လေးပြောရရင်ကားကိုဒီ အင်ဗိုတာသဘောပဲလုပ်ပေးမလို့ဒီကားအယောင်စင်တာတွေဘာတွေလောက်အထိဖွင့်ဖို့အထိလည်းမရည်ရွယ်ဘူးဘာလို့ဆိုအခက်တုန်းကကျွန်တော်တို့ကဒီကားအယောင်စင်တာတည်ထောင်လို့ရှိရင်ဒီခင်းနဲ့မတူဘူးအစိုးရကိုဒီပိုဇစ်တင်ရတယ်ပြီးကြတော့ကျွန်တော်တို့ရှိုးမန်နီလည်းပြရတယ်အဲရှိုးမန်နီနဲ့ဒီပိုဇစ်နှစ်ခုပေါင်းသိန်း9000လောက်ရှိသိန်း3000ကသူတို့ရှိုးမန်နီပြပေးရတယ်နောက်ပြီးတော့သူတို့ထဲမှာဒီပိုဇစ်ကသိန်း1500ထည့်ပေးရတော့အရင်ကတော့ဒေါ်လာ3000ပေါ့လေအဲထည့်ပေးရထည့်ပေးရတယ်ဆိုတော့ကိုကလည်းအဲ့လောက် ပတ်စံမှမရှိတာကိုပတ်စံလည်းအဲ့တော့မရှိတော့ကျွန်တော်တို့ကနိုင်ငံညာနေအခက်တုံးကဆက်ဆာခြင်းဆိုတော့လေးလံဆွဲပေးပြီးတော့တွင်းပေးပြီးတော့ကားလေးရောင်းမယ်ကားလေးကားမှားတဲ့လူကိုအဲ့လိုရောင်းပေးမယ်ဆိုတော့တွင်းပေးတာဒါပေမဲ့ဟိုခုနပြောလို့ပေါ့အခက်က Facebook ကတအားကြီးဒီမှာတအားကြီးမတွင်ကျဲဘူးဒါပေမဲ့၃တော့၃နေကြပြီ၃တော့၃နေကြ2012လောက်ကတအားကြီးမတွင်ကျဲဘူးကျွန်တော်ကိုယ်တိုင်လည်းအကောင့်ဖွင့်ထားပြီးမယ်ကျွန်တော်ကိုယ်တိုင်ကျွန်တော်အကောင့်ကိုကျွန်တော်တပတ်နေလို့တစ်ခါတော့ဝင်မကြည့်ဖြစ်ဘူးအဲ့တော့ကျွန်တော်တို့ကအဲ့တုန်းက ဒီပုံနှိပ်မီဒီယာတွေကခက်ကောင်းတယ်ခက်ကောင်းတယ်ဆိုတော့ဟိုပုံနှိပ်မီဒီယာတွေမှာကြော်ညာထည့်ဖို့ကြတော့လဲကျွန်တော်တို့ကဒီသူ့အစင်စင်တင်ရတာ ਨੇ ဆိုရင်တပတ်လောက်ကြိုတင်ရတယ်စာဒီတွေပါတယ်စစ်တာ ਨੇ ဆိုအဲ့တော့အဲ့အချိန်မှာဘာတွေ့လဲဆိုတော့ကျွန်တော်တို့ဒီသတင်းစာတွေမှာညှက်တဲ့ flyer လေးလုတ်ပေးတဲ့ကုမ္ပဏီရှိတယ်။အဲအားလေးတွေကတက်လဲတက်တာတယ်။ရန်ကုန်မြို့တွင်းဆိုလည်းမြို့တွင်းပဲသူတို့ကဥမာအဆောင်ရည်ဒီတက်တောင်းမှပိုင်ဘလောက်အဆောင်ရည်9000မှပိုင်ဘလောက်အဲအားနဲ့ကိုကကြော်ညာလိုက်တယ်။လက်ရှိကာဒစီကအတုံးက အဲတင်မောသားပါမင်တို့ဘာလို့ ਨੇ တွင်ထားတဲ့ဘယ်တာတို့ပရိုပေါ့စ်တို့ဟာ150လောက်ရောင်းတဲ့အချိန်မှာကျွန်တော်တို့ကဒီကျိုးပွိုင်းကိုကားတော့ဆောင်ရမယ်ဒါပေမဲ့ပရီအော်ဒါသဘောမျိုးမှားရမယ်တစ်စီးကို390နဲ့ဆိုပြီးတော့ကြော်ညာလိုက်တယ်ကားအမျိုးအစား၈စီးလောက်ဒါပေမဲ့ကျွန်တော်မှအက်ကားတွေတစ်စီးမှမရှိဘူးဂျပန်နေဆွဲပေးရမှာကိုကျွန်တော်ကရှာပြီးတော့ဒီကားတွေဒီကားတွေတွင်အလောက်ဆိုပြီးတော့ကြော်ညာပေးလိုက်ဒါပေမဲ့အဲကြော်ညာကလည်းထိရောက်တယ်ကိုကညံကွန့်လိုက်တဲ့ဟာကလည်းလူတွေကိုစိတ်ဝင်စားတယ်ဘာလို့ဆိုတော့ ထဝက်နီးပါမဟုတ်ရင်တော့360လောက်တက်တာလဲဆိုတော့လူတွေကလည်းအားလုံးကလည်းကြိုက်တယ်လေအဲ့တော့သူတို့ပေးထားမယ်စင်ရန်လည်းကျွန်တော်ကအတုံးက320ပဲယူတာဆိုတော့330ကျတော့ဒါကျတော့အာအေးရတယ်ဆိုတော့အဲ့တော့တကယ်နဲ့ကျွန်တော်က330ဘာကြောင့်ယူလဲဆိုတော့ဂျပန်မှာဒီကားတွေဝင်330လောက်ပဲရှိတယ်ကျွန်တော်သူတို့စိုက်ပေးထားရမှာတင်မောကားလောက်ပဲရှိတယ်တင်မောကားကကျွန်တော်တို့ကတတိမှ9သိန်း7သိန်းလောက်ပဲရှိပါဘူးအဲ့တော့အဲ့လောက်တော့ငါစိုက်မယ်ဒါပေမဲ့ပတ်သွားမှာပေါ့ဒီအရှိလူထုတ်နေတဲ့အချိန်မှာနောက်လူရဲ့ဟာနဲ့အဲ့တော့ကျွန်တော်ကကျွန်တော်ပတ်စံရင်းစရာမလိုတော့ဘူး သူတို့ပေးတဲ့ deposit ပတ်စံနဲ့ပဲကျွန်တော်ကဟိုကကောင်းငွေချေလို့ရတယ်အဲ့လိုပဲကျွန်တော်ပြင်လိုက်တာတရက်ကိုကျွန်တော်အစီ30 40လောက်ရောင်းလို့ရပါတယ်ဒဇီးကိုကျွန်တော်ရဲ့ profit အမြတ်ကအားလုံး license ဝင်ပေးပြီးတော့ဒဇီးကို15သိန်းလောက်ကျန်တယ်ပေါ့နော်အဲ့တော့ဒီခါလေးကျရင်တရက်ကိုတရက်ထဲကိုသိန်း100ချီဝင်တဲ့သဘောပေါ့နော်အဲ့တော့တလားကိုကျွန်တော်တလားနှစ်လားလောက်ပဲဖွင့်လိုက်တဲ့အခါမှာကျွန်တော်ဒီ importer လုပ်ငန်းမလုပ်တော့ဘဲနဲ့ကျွန်တော်ဒီချက်ချင်းပဲကျွန်တော်ပြောင်းလဲလိုက်တယ် ြောင်းလဲလိုက်တယ်ကားယောင်းစင်တာလောက်တော့မယ်ဆိုပြီးတော့ခုနပြောတဲ့ deposit တွေပါတယ်ဟိုဝန်ခံပါတယ်တလာတဲ့နဲ့ဟို၄တောင်လို့ပါလို့ကျွန်တော်အမြင်ရပါတယ်အဲ့တော့အဲ့ပုံမှာပဲတခါတယ်ကျွန်တော်အဲ့ကားယောင်းစင်တာကိုတဆင့်ပြောင်းပါဘာဖြစ်လို့ဆိုကျွန်တော်ဒီရနေတဲ့ပတ်စံနဲ့ကျွန်တော်ကပျော်မွေ့နေပြီးတော့ဒီတိုင်းဆက်သွားရင်ကျွန်တော်ကဒါခဏပဲဒီကျွန်တော်တို့ကဒါရေတူစီးပွားရေးလို့ပဲခေါ်လို့ရပါဘူးเนาะဘာလို့ဆိုဟိုတကယ်တမ်းကကျွန်တော်တို့ကစနစ်ပြောင်းအဲ့တုန်းကစီးပွားကုသန်းဝင်ကြီးကသူကတင်မောသားပါမစ်တွေ အရင်တော့1300 cc ကားတွေကိုတင်မောသားတွေနိုင်ငံမှာအလုပ်လုပ်နေတဲ့လူတွေပဲပေးသွင်းတာပါမေကအဲအဲ့အာကိုသူကဖတ်ပုံတင်ရှိတဲ့လူတိုင်းကားသွင်းဝင်ပြုတ်လေဆိုတော့အချိန်အခါကောင်းကိုကျွန်တော်တို့ကအသုံးချတာကျွန်တော်အသုံးချလို့ရတယ်ဆိုရင်လည်း2လ3လထက်မပိုဘူးဘာလို့ဆိုတော့ကျွန်တော်တို့ပဲတွင်းလာတဲ့လူတွေရှိရင်သူတို့ကလည်းတရားတွေပါနေနဲ့ရောင်းတော့မှာအဲကြောင့်ကျွန်တော်ရဲ့ဒီကျူပွင့်ရောင်းတဲ့ခစ်ကြီးကခစ်ကောင်းတော့မှာမဟုတ်ဘူးအဲ့ဒါကျွန်တော်သိတယ်အဲ့တော့အဲ့ဒါရလာတဲ့အင်းညက်နဲ့ကျွန်တော်ခုနပြောတဲ့ကားရောင်းစင်တာတီထောင်လိုက်တယ် ကားတွေတွင်နေတွင်ပြီးတော့ဆက်ရောင်းတဲ့အလုပ်ကိုလုပ်တယ်ကျွန်တော်ကဟိုဖြစ်နိုင်တဲ့ဟာကိုဟိုရတာကိုရအောင်ယူလိုက်တယ်ဒါပေမဲ့ခုနပြောလိုပဲအခက်ခဲတွေကအနေအမှာအမျိုးစုံကြုံအမျိုးစုံကြုံနေဆိုတော့ကျွန်တော်တို့ကဝယ်ရောင်းနေပွဲသားတွေလောက်လာနေတာပြင်လင်းပြောလို့ရှိလို့ရှိရင်ဒီကုမ္ပဏီနေချာနဲ့ပတ်သက်ပြီးဘာမှနားမလဲဘူးဘာမှလည်းမသိဟိုကုမ္ပဏီဘယ်လိုဖွဲ့စည်းရမယ်နဲ့ဆိုတာတော့မသိဘူးကျွန်တော်တို့ပြင်လင်းပြောတာဟိုအရှင်းဆုံးပြောရလို့ရှိရင်ကျွန်တော်တို့ကဟိုးရင်တော့ကျွန်တော်တို့က ဟိုကျွန်တော်တို့နိုင်ငံရဲ့စနစ်ကဟိုတအားဆိုးရတယ်လေဆိုးရတော့ကျွန်တော်တို့အရှင်းဆုံးပြောရရင်ကျွန်တော်တို့ကဟိုဘာမှအောင်မလုပ်တတ်ဘူးအဲ့တော့ကျွန်တော်အဲ့ကုမ္ပဏီတည်ထောင်တဲ့နေရာမှာတော်တော်လေးအခက်အခဲဖြစ်တယ်နောက်ပြီးတော့ဒီ financial ဘိုင်းလဲအခက်အခဲလေးတွေရှိတယ်နောက်ပြီးတော့ဒီစနစ်ဖွဲ့စည်းတဲ့စနစ်တရားဆိုတော်တော်အခက်အခဲရှိတယ်ဒါပေမဲ့ကျွန်တော် ခုနပြောသလိုပဲကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာလေးတွေကိုကျွန်တော်စဉ်းစားတယ်လေ့လာတယ်ကိုယ့်ထက်အရင်တော့ ဟိုတီထောင်ခဲ့တဲ့အခုလိုမျိုးကျွန်တော်တို့ sharing လုပ်ပေးမဲ့ဒီလိုမျိုးစကားပြောပွဲတွေပါတယ်မရှိဘူးမရှိတော့ကျွန်တော်ဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့ဒီသိရင်သိတဲ့အကိုကြီးတွေရှိမှအကိုကြီးဒါဘယ်လိုလုပ်လဲတချို့လူကြီးတွေကြတော့လည်းအချိန်ရှိတော့ကိုယ်ဖြေပေးတယ်တချို့လူကြီးတွေကြတော့လည်းကိုယ်အချိန်မရှိတော့မဖြေကြဘူးမဖြေပြချပြီးတော့ကျွန်တော်ကဘယ်လိုလုပ်ရလဲဆိုတော့သူတို့ရဲ့ interview တွေကိုကျွန်တော်လိုက်ပြီးတော့ကြည့်လိုက်ကြည့်ပြီးတော့ဩသူတို့တွေဘယ်လိုတီထောင်လဲဘယ်လိုတီထောင်လဲအဲပြီးကြတော့ကျွန်တော်တို့အဲ့လိုပဲသူတို့တွေဖွဲ့စည်းခဲ့တဲ့ပုံစံအတိုင်းကျွန်တော်တို့အဲလေးလာလေးလာပြီးတော့အဲ့လိုကိုကျွန်တော်တို့တွားခဲ့တွားခဲ့တာကနေဒီတော့ ကုမ္ပဏီကနေပြီးတော့ကျွန်တော်တို့ဒီကားဆေးစင်တာကိုကျွန်တော်စတင်တည်ထောင်နေအဓိကတော့ကျွန်တော်ကကားလုပ်ငန်းလုပ်တယ်ခုနပြောလိုပဲကားကအတုံးအတနိုင်ငံလုံးမှာဟိုကြိုက်တဲ့နေရာပွားဝယ်လို့ရတယ်ဒါပေမဲ့ကိုရှိမှာပဲတရက်ကိုအစီ30ဘလို့ဝယ်အောင်လုပ်မလဲဆိုတဲ့ဟာကိုကျွန်တော်စဉ်းစားတယ်ဟိုခုနဟို ကိုတက်မြောက်ပြောတော့ပဲကျွန်တော်ကသူ့ဆိုင်ရဲ့ customer လို့ခုနကတော့လည်းမိတ်ဆက်တယ်ကျွန်တော်ဟိုဟိုမုတ်လင်မယားကိုတပေါင်းနီးပါးပေးစားတယ်တကယ်တမ်းဆိုလို့ရှိရင်ဟိုကြိုက်တယ်လေနော်ကြိုက်တယ်ဆိုတာသူပေးတဲ့ service ကိုကြိုက်တာ ဘာလို့ဆိုကျွန်တော်တို့ဟိုဘာလဲဆိုတော့ဟိုဒါကျွန်တော်ကကျွန်တော်သူ့ရဲ့ customer နေရာနေပြန်ပြောတာကျွန်တော်တို့ဒီဟိုဟိုတယ်လောကရေကျော်ပွဲစီသွားတယ်မုတ်လင်များတွေစီတွေကညစ်ပန့်တာပဲမုတ်လင်များအဲ့စီကိုကြည့်ပြီးတော့ကျွန်တော်စဉ်းစားတယ်ကျွန်တော်ဝါတာပိန်တာထက်လေကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့တက်တန်းတူတာလဲအဲ့အကြောင်းပဲတော်တော်ကြီးကိုစီတွေကတော်တော်ကြီးကိုဆိုးသွားတာဒီ Rangoon Tea House မှာတွားစားလိုက်လို့ရှင်ဒီတအားကိုတန်ရှင်းနေလက်ဆက်တယ်အဲ့ရဲ့ service တကူကိုကြိုက်တဲ့အတွက်ကျွန်တော် အပစံကိုပျော်ပျော်ကြီးပေးတယ်အဲအတိုင်းပဲကျွန်တော်ဒီကားတွေရန်ကုန်မြို့မှာကျွန်တော်အများကြီးနေရာတွေရှိတဲ့အထက်ကနေကျွန်တော်ရှိမှာတရက်ကိုအစီး30လောက်ဝယ်ဖို့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုကျွန်တော်စဉ်းစားတယ်အဲသူတို့သူတို့ဒါမျိုးရောင်းရင်သူတို့ငါရှိမှာဘယ်လိုလာဝယ်မလဲဆိုတာကိုကျွန်တော်စဉ်းစားတယ်အခုတည်းကလည်းဒီတိုင်းပဲကြံတယ်အခုကျွန်တော်က Suzuki Dealer Suzuki Dealer ဆိုတာဟိုဥမာနိုင်ငံခြားဒီ distributor ရှိမှာကိုကဒီလာယူလာလိုက်တိုင်းဒီလာတိုင်းရောင်းနေရတာမဟုတ်ဘူးတကယ်တမ်းဆိုကျွန်တော်စုစကီးဆက်ယုံရဲ့ထုတ်လုပ်မှုရဲ့ကျွန်တော်ဒီတနိုင်ငံလုံးစာထုတ်လုပ်မှုရဲ့20ရာခိုင်နှုန်းအထက်ကကျွန်တော်တယောက်ထဲတလတ်တလာကိုဖြုံအားရှိရအဓိကကကျွန်တော်ကဘာလို့ကြည့်လဲဆိုတော့ခုနပြောသလိုပဲဟိုသူများကြီးလည်းရောင်းတာပဲဒါပေမဲ့အဲ့ကိုရှိမှာပဲတရက်ကိုအစီး30 40ရောင်းနေအောင်ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုပဲကျွန်တော်တို့ကဒီအဲ့အရာကိုပဲကျွန်တော် focus ထားတယ်အဲ့ဖြစ်လာတဲ့အခက်အခဲတွေရှိရင်ကျွန်တော်အဲ့အရာကို ဖះရှိခိုးလိုက်တယ်အနိတနိပြီးရင်ကျွန်တော်အတညာလုံးဘဲမှမသွားဘူးအခန်းထဲမှာပဲကုတ်ပါအောင်ဒီခက်ခဲကိုဘယ်လိုကြော်မလဲကျွန်တော်တို့ကဟိုကျွန်တော်တို့မှာဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံမှာဟိုကျွန်တော်တို့အပေါင်းပစ္စည်းမရှိဘဲနဲ့လည်းဘန်းမချီပေးဘူးဟိုတခြားနိုင်ငံတွေလိုမဟုတ်ဘူးလုပ်ငန်းပြပြီးချီးတယ်ဆိုတာတကယ်တမ်းပြောတာပဲရှိတယ်တကယ်တမ်းသွားပြပြီးကိုယ့်လုပ်ငန်းကိုလည်းဘယ်မှမချီပေးဘူးအဲ့တော့ကျွန်တော်တို့ကိုကလုပ်ငန်းတစ်ခုကိုတီထောင်မှုလုပ်တိုင်းကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ကြုံတွေ့ရတာဒီဘန်နာရေးအခက်အခဲကိုကျွန်တော်တို့ကြုံတွေ့ရတယ်အဲ့ဘန်နာရေးအခက်အခဲကျွန်တော် ရှိတယ်ကျွန်တော်တို့ဒီမှာအခက်အခဲတွေဖြစ်လာတာခုနပြောသလိုပဲဒီရုံးပိုင်းဆိုင်ရာအခက်အခဲတွေတော်တော်လေးရှိတယ်ကျွန်တော်တို့ရေလုပ်ငန်းတစ်ခုကြုံတွေ့ရတဲ့အခက်အခဲတွေဗျာအဲအဲ့လိုအခက်အခဲတွေကြာလို့ရှိရင်ကျွန်တော်ခုနပြောလိုပဲဘလို့အဲအချိန်ကြာရင်ကျွန်တော်ဒီသူညောင်းကလုတ်တွေအခက်အခဲတွေရှိတဲ့လမ်းကိုကျွန်တော်ပြန်လှည့်မသွားဘူးဘလို့ကြော်မလဲဆိုတာပဲကျွန်တော်စဉ်းစားတယ်ပထမဆုံးဘုရားရှိခိုးလိုက်တယ်ဘုရားရှိခိုးပြီးအဲ့ဒီတနေ့လုံးထိုင်စဉ်းစားတယ်ဘုံမျက်မှောက်မတွေ့ဘူးအဲခန်းထဲမှာပဲအေးစေးစဉ်းစားပဲအဲ့ရဲ့ကျွန်တော်အဖြေတစ်ခုရတယ်ရအောင်ကြော်တယ်အဲ့လိုပဲသွားတယ်ငငယ်တည်းကအဲ့လိုစီးပွားရေးလုပ်ရင်းလုပ်ရင်းနဲ့အဲ့လို အခက်အခဲတစ်ခုတွေ့လိုက်ရအောင်ကြော်သွားလိုက်အဲ့တော့နောက်ဆုံးဘာဖြစ်သွားလဲဆိုတော့အခက်အခဲရောက်လာလို့ရှိရင်အော်ဒါနောက်တစ်ဆင့်ဟောငါထက်ရှောက်ရမယ်လမ်းဒီထက်ပိုမြင့်မြင့်နေရာကိုရောက်ဖို့ပဲဆိုတာကိုသဘောထားလိုက်တယ်အဲ့တော့အခက်အခဲဆိုတာဟာကိုကမကြောက်တော့ဘူးအာဒါတွေ့ရင်ပြောနေပြီထီလက်မှတ်လို့ပဲအော်ဒါထီတစ်ခုပေါက်တော့မယ်လို့ပဲအဲ့လိုပဲသဘောထားလိုက်တော့အဲ့လိုပါဟုတ်ကျွန်တော်တို့အခက်အခဲဟောအခက်အခဲဆိုတာ ီရှေ့ကအကိုတွေအမတွေလည်းပြောပြီးသွားပြီဆိုတော့အဲ့အတိုင်းပါပဲကျွန်တော်တို့ကလေးနေတာမှမွေးကသာတမ်းပြီးတော့လမ်းလျှောက်တတ်တာမဟုတ်ဘူးเนาะလမ်းလျှောက်ဖို့အတွက်ကိုသူ့မှာခက်ခဲတွေအများကြီးရှိမှာလေးဖက်တွားသွားတယ်တွားတွားသွားတယ်ပြီးတော့မှလမ်းလျှောက်ဖို့အတွက်ခဏခဏချော်လဲပြီးတော့မှရအောင်မတက်ရက်ပြီးတော့လမ်းလျှောက်နိုင်ရတာဒီလူမန်းမသိသေးတဲ့ကလေးဘွားတောင်ဒီလိုအခက်ခဲတွေရင်ဆိုင်ခဲ့ရတာလေဒီကျွန်တော်တို့ကလုပ်ငန်းရယ်နယ်ပယ်မှာရောက်ပြီးဆိုရင်ဒီထက်ကြီးကျယ်တဲ့အခက်ခဲတွေဆိုတာလူတိုင်းကြုံရမှာပဲအဲကျွန်တော်ကျွန်တော်မှာဆိုလို့ရှိရင်ကျွန်တော်ဒါ နည်းသက်ဆုံးကျွန်တော်တခုပြပြမယ်အဲအခက်ခဲကကိုလုံနေရင်းနဲ့ကြုံလာတဲ့အခက်ခဲရှိတယ်ကိုကိုတိုက်ခိုက်လို့ကြလာတဲ့အခက်ခဲရှိတယ်အာကျွန်တော်ဘဝမှာဆိုရင်ကျွန်တော်ပုံကိုကြီးတိုက်ခိုက်တာလေအဲ့ဟာဆိုလို့ရှိရင်လေဟိုကျွန်တော်ရဲ့ဒီ person name မှာတတ်တတ်ပေါ့နော်အဲ့လိုမျိုးတိုက်ခိုက်တာတွေလည်းခံရတယ်ပြီးကြတော့လုပ်ငန်းလုပ်ငန်းဆိုရင်ကျွန်တော်တို့ထူးထူးထန်းထန်းပြဥပမာဆိုရင်ဒီစီးပွားရေးလုပ်ငန်းရှင်တွေရပဲတယောက်ကကျွန်တော်ဖုန်းတီးပြီးတော့ ဘယ်လိုဖြစ်လဲဆိုတော့ဒါထူးထူးဆန်းဆန်းတိုက်ခတ်ခံရတာလေးကိုပြောပြတာကျွန်တော်ဖုန်းကိုတခါဆက်ရင်ကျွန်တော်ကိုဆဲရင်အဲ့လိုကဖုန်းပြီးတော့ညအဲ့အဲ့အဲ့စိုက်ကားသမားတွေအုပ်စုကအဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ကကျွန်တော်ကိုပွင့်လင်းပြောသူကအမြင်နဲ့အများကြီးမကတ်သေးဘူးကဲ့ရင်တော့ကျွန်တော်တတ်ခိုင်းမှာပေါ့နော်သူကနည်းနည်းလေးကျွန်တော်ကိုအာယုံနောက်စေတဲ့အဆင့်လောက်သူကလှုပ်ချင်တော့ပါလို့လို့ဆိုတော့ဒီစိုက်ကားသမားတွေအုပ်စုကိုတွားပြီးတော့ကျွန်တော်ဖုန်းနဲ့တော့ပေးတယ် ဲ့မဲ့ तू อ่ะဒီတိုင်းဆဲရင်တော့ तू မရဘူးလို့ပြောတယ်။အဲကျွန်တော်လည်းနောက်မှပြန်ကြည့်တာပါ။ तू อ่ะကျွန်တော်ဒီမှာအလုပ်တွေလုပ်နေတဲ့အချိန်ဆိုကျွန်တော်ဖုန်းဝင်လာတယ်ဝင်လိုက်။အော်ဟုတ်ကဲ့မင်းရှိပါ။အာကိုကြီးတဟန်လားဆိုရင်အော်ဟုတ်ပါတယ်ခမရလို့ပြောလိုက်ပြီးဆိုတာနဲ့ဆဲပြီ။ဘာမှမပြောနဲ့အာအမေရောဖေရောစုံလာဆဲ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 တော့မဟုတ်ဘူးဘာကြောင့်လဲလို့လည်းမေးလို့မရအောင်။ဆဲအဲ့အောင်ချလိုက်တယ်။နောက်တစ်လုံးနဲ့ထက်ခေါ်ထက်ဆဲ။တို့ကတခါဆဲရင်တို့ကတပေါင်းရ။တို့ကအနောက်က ပြောတဲ့ပုံကလည်းတော်တော်လေးကိုကျွန်내ပတ်သက်ပြီးတော့ပတ်စံဖြုံးနိုင်တယ်။တခါစရင်သူကတထောင်ပေးတယ်ဆိုတော့အဲ့တော့ကဲနောက်ဆုံး F4 ကိုကျွန်တော်ကိုင်းလို့မရတဲ့အဆင့်ထိရောက်လာတယ်။ဥမာအစည်းအဝေးကနေရောက်လဲတကွမ်းကွမ်းကဲဟုတ်ပြီကျွန်တော်ဖုန်းကိုဒီ silent လောက်ထားပြီးတော့တနားရီလောက်နေပြန်ဖွင့်ကြည့်ရင် miss call 100လောက်ရှိအချိန်တိုင်းဆက်ကြနောက်ဆုံးကျွန်တော်တပည့်တွေကိုကျွန်တော်ပေးတယ်ကျွန်တော်တပည့်တွေကလည်းမနေနိုင်ဘူးဒီဘက်နေပြန်ဆဲဟာဆဲပွဲကြီးကြာနာဟိုဘက်ဆဲလိုက်ဒီဘက်ဆဲလိုက်ဆဲနေပေါင်းဆုံးတပည့်လည်းပြောကျွန်တော်ကငငယ်လေးကမဆဲမဆဲဘူးမဆဲတတ်ဘူး မဆဲတတ်တော့ तू ကလာဆဲတော့ကိုကလည်းပြန်မဆဲတတ်ဘူးပြန်မဆဲတတ်တော့ရန်လည်းမဖြစ်ဘူးဆိုကဲဒီလောက်တော့ဖြစ်တာကိုတပည့်တွေမှာအမိုက်ဆုံးကောင်တွေရှာလိုက်တယ်မင်းတို့အကောင်ကိုပြန်ဆဲငါတောင်းပေးမယ်ဆိုကိုယ်တပည့်တွေကိုပြန်ပေးတယ်ဒီကောင်တွေကလည်းဒီဘက်နေပြန်ဆဲအဲ့တော့မထူးဒီပုံးကိုပြန်ကောက်ပြီးဆဲအဲ့တော့အဲအဲ့ဒါနဲ့အဲ့ဒါနဲ့လည်းမပြီးပါဘူးပြဿနာအဖြေရှင်းတာကဲနောက်ဆုံးအဲ့လူကိုမဟုတ်ဘူးမင်းမပါလို့ချင်တာလေမင်းငါ့ကိုဘာမချင်တတ်တာလဲဆိုတော့မင်းရအောင်ဆဲဆဲဆဲ အဲ့ဒါနဲ့ကျွန်တော်တလလောက်အဒဟန်နေခံစားရတယ်။အဖုန်းကိုတိတ်ပြီးတော့မကင်ဘူး။ကျွန်တော်နဲ့တီးတဲ့ကျွန်တော် contact မှတ်ထားတဲ့ဖုန်းတွေပဲကင်တယ်။ဒီတိုင်းပဲမကင်လို့လည်းမရအောင်။ကိုကိုအရင်ကတိတိကျကျကိုချိုက်တဲ့နံပါတ်လေးဖြစ်နေတော့အဖုန်းကထားအောင်ထားတာ။အာနောက်တစ်လုံးတော့ပြောင်းသုံးတယ်။ဒါပေမဲ့ဒီဖုန်းမှဝင်လာတဲ့ဟာလည်းကင်တယ်။တလလောက်ထိအဒဟန်ခံစား။အဲပြီးလည်းပြီးတော့တလနေတော့မခေါ်တော့မခေါ်တော့နောက်6လလောက်နေတော့အဲ့လူကပြန်ဆက်လာဆက်လာတော့အကိုကြီးကကျွန်တော်အခုမှထောင်ကလွတ်လာတာတဲ့။အဲ့လိုအဲ့လိုဆက်တွေ့ပုံမှန်နေတယ်။ အဲ့လိုမဆဲတာသူတို့ကကျွန်တော်ကိုစပြီးခြေသားလောက်လိုက်ပြီးတော့နောက်တယောက်ကိုသွားဆဲတော့နောက်တယောက်ကအဲ့မှာဟိုသူတို့ဒီတယ်လီကွန်ကနေတစ်ဆင့်လိုက်ပြီးတော့မိသွားတော့သူထောင်ချောက်လောက်ကြာသွားအဲ့တော့ तू ကပြောပြအနောက်တော့ဘယ်သူကဆဲခိုင်းလဲဆိုတော့ကျွန်တော်ပြန်သိတယ်စီဝိုင်းလုပ်ငန်းရှင်တယောက်ခဲ့တာအဲ့တော့ဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့ဆိုထူးထူးဆန်းဆန်းတိုက်ခိုက်တာတွေခံရတယ်အဲ့ဥမာပါစင်တယ်မှာဆိုလို့ရှိရင်လည်းကျွန်တော်ကစီဝိုင်းလုပ်တယ်ဒါပေမဲ့ဒီဘက်မှာလည်းဟို public figure တယောက်နေနဲ့ နာမည်ရှိတော့ဘာဟိုအဖြစ်လဲဆိုတော့လူကိုတိုက်ခိုက်လို့မရတော့နောက်ဆုံးဒီကောင်မိမမမီယူတာနဲ့အချောက်ကြီးဂေးကြီးဆိုရောလို့အချောက်ကြီးဂေးကြီးအချောက်ကြီးဂေးကြီးဆိုတော့ကဲဂေးချင်းလဲဂေးဂေးဂေးတယ်ကွာလို့ကဲဟုတ်တယ်လေကိုကဒီဂေးမှာတော့ဂေးလို့ပြောပူတော့ကောင်းတည်တယ်တောင်းညံလို့တကယ်ဆိုဟိုဟုတ်တယ်မဟုတ်တယ်ဆိုတော့ကျွန်တော်နဲ့ကျွန်တော်ဒီစီးပွားရေးလုပ်ငန်းရှင်ပေါင်းတင်နေတည်ပါတယ်ကိုတန်းတိုင်းမင်းတို့ဘာလို့လဲတည်ပါတယ်ကျွန်တော်အကြောင်းအကယ်တမ်းဆိုရင်အဲ့တော့ဘာဘာဘာဖြစ်လဲဆိုတော့မျိုးစုံတိုက်ခိုက်ခံဗမာပြည်မှာ ဟိုတကယ်တမ်းဆိုရင်လူတယောက် အောင်မြင်လာပြီအဲ့လူတယောက်အောင်မြင်လာပြီဆိုရင်ဘာလုပ်ချင်ကြလဲဆိုတော့ခုနဟိုဒီနီနီတို့ပြောတဲ့ဘက်ပြန်သွားရမယ်ဆိုရင်ခုနဒီ Facebook ကိုအားပြီးတော့တို့ကအချိုးရှိအောင်မသုံးညင်ညာတို့တခုလှုပ်လိုက်တဲ့ဟာလူ share များတာကိုတို့ကသဘောကျကောင်းတာကိုသူတို့ကရေးဖို့အတွက်သူတို့မှာ idea လည်းမရှိဘူးသူတို့မှာဟိုတီထွင်ကြံစမ်းမှုလည်းမရှိတော့လူတယောက်ကိုဘယ်သူတွေအောင်မြင်နေလဲအဲ့အောင်မြင်တဲ့လူတယောက်ကိုပေါက်ကြရလိုက်ပြောမယ် ဟိုဒီလက်ရှိမှာအကောင်းကြီးပဲရှိတယ်ဆိုရင်နောက်ကျောင်းလမ်းမယ်နောက်ကျောင်းလမ်းပြီးပောက်ကြရည်လိုက်လို့ဒါကျွန်တော်လည်းခဏခဏခံရတယ်အဲ့မျိုးတွေခဏခဏခံရတယ်ကျွန်တော်တို့ကကျွန်တော်ကဗုဒ္ဓဘာသာပါမြတ်စွာဘုရားရှင်အောင်ပြောထားသေးတယ်ကျွန်တော်တို့ပုထုဇဉ်လူသားတွေမှန်သမျှဘယ်သူမှတော့ပြည့်စုံနေတယ်ဆိုတော့မရှိဘူးလူတိုင်းလူတိုင်းကတော့သူ့အနေနဲ့သူအားနဲ့ချက်ဆိုတော့ရှိကြမှာပဲအဲ့တော့ကျွန်တော်ပြောချင်တာကိုယ်တိုက်ခိုက်လာတယ်ကိုယ်အခက်အခဲတွေရှိလာတယ်ဆိုရင်ဘယ်တော့မှနောက်မယွတ်ပါနဲ့နောက်မကြောက်ကြပါနဲ့ကျွန်တော်တို့ဒီများသောအားဖြင့်ကျွန်တော်တို့ဒီ ဂျပန်တို့ကိုရီးယားတို့ဘက်မှာလူငယ်တွေအဲ့လိုမျိုးခက်ခဲတွေရှိတယ်တိုက်ခိုက်မှုတွေကြုံလာရင်ဆူဆိုက်တာအများကျွန်တော်ဂျပန်မှာနေခဲ့ဘူးလေအဲ့မှာဆိုရင်လည်းတို့ကဆူဆိုက်တာအများဒီကိုရီးယားဆိုရင်လည်းကျွန်တော်ပြီးခဲ့တဲ့တနည်းကြော်လာမသိပါဘူးကျွန်တော်ကတော့ကိုရီးယားဆိုတော့လည်းမသိဘူးဒါပေမဲ့အင်တာနက်မှာတက်လာတာကောင်မလေးရှင်းကြလေကိုကိုကိုဆူဆိုက်လောက်သွားတဲ့ကောင်ကြီးတော့အဲ့သူတို့အောင်မြင်မှုရတယ်ဒါပေမဲ့သူတို့ဖြစ်ပေါ်လာတဲ့သူတို့တိုက်ခိုက်တဲ့ဒဏ်တွေကိုသူတို့မခံစားနိုင်ဘဝကိုလောလောကူကူနဲ့အရှုံးပေးလိုက်ကြအရှုံးပေးလိုက်တော့နောက်ဆုံးကတော့ဘဝကိုဆုံးရှုံးသွားတယ်ဒါကျွန်တော်တို့က ခုနပြောလို့ကလေးဘွားကလေးရအောင်လမ်းလျှောက်ဖို့တောင်ကိုလူမန်းမသိတဲ့အရွယ်ရတော့ဒီတွားတွားတယ်နော်လေးပတ်ထောက်တယ်ဒီမတ်တရက်တယ်ခဏခဏချော်လဲမှာအဲ့လိုတောင်ရအောင်လျှောက်ခဲနိုင်ကြသေးတာကျွန်တော်တို့ဒီလုပ်ငန်းခွင်နယ်ပယ်တွေဝင်တဲ့အခါမှာရှိလာတဲ့အခက်အခဲတွေကိုကျွန်တော်တို့ရအောင်ကြော်လွားပါမကြော်လွားရင်တော့ကျင်းသေးတယ်ဒီလူတယောက်ကဘဝတည်ရင်တည်မတည်ရင်အသက်တည်မှာပဲအဲ့အရာတွေကိုကြော်လွားနိုင်မှသာလေကျွန်တော်တို့ဒီဘယ်လုပ်ငန်းနယ်ပယ်မှာမဆိုလမ်းဆက်လျှောက်နေမှာလို့ရနေမှာ အဲ့တခုကြော်သွားတာနဲ့ဘဝပြီးသွားတာမဟုတ်ဘူးအဲ့တခုကြော်သွားလဲနောက်တခုဆိုတာထပ်ပေါ်လာမှာပဲအဲ့နောက်တခုကြော်သွားလဲထပ်ပေါ်လာမသိဆုံးချင်းကိုလုပ်ငန်းလုပ်နေသည့်အခက်အခဲတွေတိုက်ခိုက်မှုတွေတော့ကြုံနေရမှာအဲ့ရတွေကိုရင်ပန်းအောင်နေပါဂယုမဆိုင်ပါနဲ့ကိုသွားမဲ့လမ်းကိုမှန်မှန်ကန်ကန်ရှေ့ဆက်လျှောက်ပါအဲ့ရဆိုရင်ဘယ်တော့မှမရင်မရိုင်မနဲ့အောင်မြင်မှုလမ်းကြောင်းအများနဲ့ချောက်လမ်းနေနိုင်တယ်လို့ဒီမှာလေကျွန်တော်ကတော့ကျွန်တော်နာမည်ရဲကိုပါနေပြီးတော့လာပါ နာပေါ့နော်ဘုရိုးပြောရတော့အခုအကုန်လုံးကတော့တော်တော်များများတော့တတိဖြစ်ရှင်ကြတယ်အဲဘုရိုးကစီးပွားရေးလုပ်ငန်းရှင်တွေလုပ်တယ်ဒါပေမဲ့အဲ့လိုပြောကဒူတိုင်းလူတိုင်းအကုန်လုံးကတော့တတိဖြစ်ရှင်ကြချမ်းသာခြင်းကြတာရှိပဲဒါပေမဲ့ချမ်းသာဝင်ဒီလောက်အောင်ကြောလို့ပြောရမယ်ဒီတိတရတော့ပြောကြတယ်ဖြစ်နိုင်တာပဲစူးစမ်းဖို့ချမ်းသာဖို့အတွက်ဘယ်လိုစူးစမ်းရမလဲဘယ်လိုလုပ်ရမလဲဒီကြီးကြတဲ့အချက်တွေမင်းပါစိတ် အားလှုပ်ရှင်တာကိုဖြစ်ရှင်တဲ့အရာတခုဘန်းနိုင်တခုတဲ့တယ်မှာမချောက်လိုက်ပါခုနကပြောသလိုပဲကိုကားကိုစိတ်ကိုလာတယ်ကိုကားကိုချောက်လိုက်တိုင်းပြန်ကိုမှမှ background ရှိတယ်ကိုကပတ်စံရှိတယ်တာမန်လူလန်းစားတယောက်နေတယ်ပတ်စံမရှိပတ်စံမရှိရတယ်သူဒီလောက်ကိုဆက်လုပ်လို့ရတကယ်လို့သူဒီမှာလုံနေရဆိုရင်လေသူရဲ့မိသားစုစားဝင်နေရတယ်အကြောင်းမျိုးလို့ကြောင့်ခက်ခဲဖြစ်တယ် လေးညီလေးမိကောင်ကပါလဲမသိဘူး။ဘူးလီကိုလဲလေ။အဲလုံးလေး။ဘာတိကျန်တာလဲလေ။အဲ။တတိဘလို့ပြရအောင်။ငန်းရှင်တယောက်တော့ဖြစ်ရှင်။အဲ။တတိတတိဖြစ်နီလား။ဒါတတိဆိုတော့ကိုကြည့်သားအောင်ပေးလိုက်မယ်နော်။တထဲဖြစ်နေလေးပြပြပြပါမယ်နော်ကိုကြည်တာကလည်းတထဲဖြစ်နေလေးဝင်မြပြပါဦးရှင်အဲ့ဒါကတကယ်လို့ရှိခဲ့မယ်တထဲဖြစ်နေရှိခဲ့မယ်ဆိုလူတိုင်းချမ်းသာနေမှာပေါ့နော်အဲအဲ့လိုမျိုးသဘောမျိုးရဲ့လို့မဟုတ်ပါဘူးတထဲဖြစ်နေဆိုတာဟို ။နောက်ကိုကလှုပ်ရှင်တာတော့လှုပ်ရှင်တယ်။ဒါပေမဲ့ကိုကနောက်ပိုင်းမှာမိသားစုစားဝတ်နေရေးအကြောင်းပြုလို့ရှိတယ်။အဲအဲ့ဒီအတွက်ကြောင့်ကိုကဒီဘဝကိုမတိုးတက်ဘူး။ဒီအနေထားမှာပဲရက်နေမယ်ဆိုတော့ပုံမှန်ကြီးလည်းဖြစ်နေတယ်။ဆိုတော့အဲအဲ့နေရာလေးဘယ်လိုဘာဆောင်အောင်လဲပေါ့။အဲမျိုးချစ်ဆက်ပြီးတော့တလန်းအော်ကြံကြံလေးပေးချင်တာဆိုတော့ဟို background မရှိဘူးပေါ့လေဆိုတော့သူ့မှာလည်းသူလှုပ်ချင်တာလေးရှိမယ်ဒါပေမဲ့သူ့မှာလည်း supporting groups တွေမှာသူအားကိုးရမယ်လို့မရှိဘူးဆိုတော့သူ့အနေနဲ့ပါဆက်လုပ်ရအောင်ဟုတ်ကဲ့အားလုံးဘာလို့ ါ့နော်ညီလေးတွေ့ရမင်္ဂလာပါနမဲဟိုထိုင်ပါရပါတယ်ဟုတ်အကိုကခုနပြောတော့တာလीအကို background ဆိုတာလीအကိုအဖေကစစ်သားအမေကအလေတန်းပြဆရာမအာစီးပွားရေးနဲ့ပတ်သက်တာအကိုတို့မျိုးရိုးတွေမှာမရှိဘူးဝန်ထမ်းမျိုးရိုးတွေပေါ့ပွင့်လင်းပြောရင်အခုမှ background မရှိဘူးဒါညီလေးနားလည်မှုလွဲမှာဆိုတော့နမဲတိကျပြောပြတာဒါပေမဲ့အကိုစလောက်ရတာအခုလက်ထဲမှာပတ်စံမရှိဘူး ဒါပေမဲ့ခုနပြောသလိုကားပွဲသားတန်းကိုလမ်းလျှောက်ပြီးဝင်ရတာချက်ဆိုင်မိဘတွေအိမ်မှာပေးထားတဲ့ကားလေးနဲ့တခါတလေကြလို့ရှင်ပွဲသားတန်းနဲ့ကိုသွားတယ်ဒါပေမဲ့အက်ကားကိုဝယ်ရောင်းလုခွင့်မပေးဘူးအမေကအကိုတို့ကညီကို၃ယောက်ထဲမှာအကိုကအလတ်ဆိုတော့အာမိဘတွေရဲ့ဒီအကိုမိဘတွေရဲ့ပုံစံအရာအလတ်ကအကြီးတော့အထင်မကြီးဘူးအက်သဘောတဘာဝအရာ အကိုကအက်ကားကိုရောင်းဝယ်လည်းမရှိဘူး စီးပွင့်တော့ရှိတယ်အဲဒါကြောင့်ကိုကအက်သွားရင်တော့ကားလေးနဲ့တစ်ခါတည်းယူသွားတယ်လို့ပြောတာဒါပေမဲ့အခုလက်ထဲမှာပတ်စံဆိုတာနတ်တိတခုမှမရှိဘူးကြပြားတစ်ချက်မှမရှိဘူးအဲ့ဒါကိုအကိုကခုနပြောသလိုပဲဒီအက်ပွဲစားတန်းသွားတယ်ကိုကဘ ᱹ ဒုကိုချင်းခတ်ရမလဲဆိုတာအရင်ဆုံးလေ့လာတယ်လေ့လာပြီးတော့မှအဲ့အော်ဇာရိတာလည်းကောင်းမွန်တယ်အရေးချင်းလည်းကောင်းမွန်တယ်ကို့ကိုလည်းလက်တွဲခုံမဲ့လူရှိတယောက်ရှိမှချင်းကပ်ပြီးတပည့်ခံတာ ခုနညီလေးပြောတာကိုခြုံငုံပြီးသုံးသပ်ကြည့်ရလို့ရှင်အကိုတို့ကစီးပွားရေးအောင်မြင်ရင်ရန်ကုန်မှာအလုံးလုံးမှာအောင်မြင်မှာမဟုတ်ဘူးနော်ညီလေးတို့နေမှာရှိတယ်မိဘကနေမှာကိုကရှာကျွေးနေရတယ်ဆိုရင်အဲ့နေရာနေပြီးတော့အောင်မြင်တဲ့ဒီအကိုတို့ဒီမြန်မာနိုင်ငံမှာအခုလက်ရှိတော်တန်းဝင်နေတဲ့တတိယအားလုံးဤပါက ရန်ကုန်သားတွေတရားမှမဟုတ်နော်ဒီသက်ဆိုင်ရာနယ်ဘက်ကနော်တိုင်းရင်းသားတွေရှိတယ်ပြည်နယ်နဲ့တိုင်းသားတွေရှိတယ်အေရဝတီတိုင်းသားတွေများတယ် เนาะအဲ့လိုမျိုးကြီးအဲအဲ့တော့အခုပြောချင်တာကဘာပြောချင်လဲဆိုတော့ညီလေးတို့ဘာဝါဒနာပါလဲဥပမာအခုပြောပြမယ်เนาะဟိုကိုရဆိုင်ဖွင့်အောင်မန္တလေးဘက်မှာအခုမန္တလေးဘက်ကိုခဏခဏရောက်ဖြစ်တယ်ရန်ကုန်သားပါเนาะတရက်ကို330လောက်မြတ်တဲ့ကိုရဆိုင်ရှိတယ်ဘာကြောင့်အကွန်ရတိုင်းမှာတိုးဝယ်စားလဲအခုခုံးမစားဘူးဒါပေမဲ့အခုတပည့်တွေမေးကြည့်သူ့ခုံးကသူများနဲ့မတူဘူးဆရာ ဟိုကွန်းတီးရအစရိုးရိုးကွန်းတီးကိုထည့်ထားတာမဟုတ်ကွန်းတီးကိုပေါင်းထားဆိုလိုချင်တာကအဓိကကိုသူသူတို့ကွန်းရကဘာလဲဆိုတော့သူဒီငငယ်တည်းကကွန်းကြိုက်တယ်အဲ့ကွန်းရတန်းအကောင်လေးရလဲရောင်းတယ်သူမိမနဲ့သူ့ရောရောင်းတယ်အဓိကကဘာလဲဆိုတော့သူဝါသနာပါတယ်သူ professional ဖြစ်တဲ့အလုပ်ကိုသူလုပ်တယ်နော်အကိုတို့အကိုတို့ငငယ်တည်းကအကိုက orchestra မှာတက်ခဲ့တာဆိုပို့ပို့ကြည့်လို့လည်းသိတယ်ပြန်လန်ဥယျာဉ်လန်ထဲမှာမုံရင်းငါးဆိုင်ဒီဇိုင်းရှိတယ်။ Facebook ပေါ်မှာခဏခဏတင်ခံရတယ်။မနှင်းစီမုံရင်းငါးဆိုတာ။နော်။ညီလေး အဲ့အမကြီးနဲ့အကိုနဲ့လည်းတည်တယ်။အဲ့အမလက်ရှိလည်းသူ့ကိုယ်သူလည်းနှိမ့်ကြတယ်လို့မခံယူဘူး။မိုးရင်းကရောင်းတယ်နော်။ကိုစော်စော်တို့ကအစားစားကျင်လို့ရှိရင်မနေ့၈နာရီအရောက်တန်းစီပြီးတတိဆွဲပြီးစား။အကိုတို့လည်းဒီတိုင်း၉နာရီမှသွားရင်မိုးရင်းကဆိုင်မရှိတော့အခွန်မရှိဘူး။မိုးရင်းကရောင်းတယ်ဒါပေမဲ့အခုရှိမှဝယ်ထားတဲ့တိန့်ထောင်ချီကားတွေနော်၄၅သိလောက်ဝယ်တာတာသမီးတွေစီးဖို့ခါတာမှာပြောချင်တာက ဒါဒီသူ့ရဲ့ professional ကိုသူသွားတာသူ့ရဲ့မောင်ကသူများနဲ့မတူဘူးသူကငကြီးနဲ့ချက်တယ်နော်စံနှစ်တွေလည်းမပါဘူးကြီးကြီးလေးလေးနဲ့စားလို့ကောင်းတယ်မကြိုက်တဲ့လူအတွက်တော့ဒါကြီးကအပိုကြီးဖြစ်မယ်ကြိုက်တဲ့လူအတွက်လည်းတော်တော်လေးကောင်းတယ်ဒါပေမဲ့တော်တော်အများစုကလက်ခံလို့သာသူလဲဒါမျိုးအောင်မြင်တာပြောချင်တာကညီလေးနေတဲ့ဒေတာမှာညီလေးဘာဝတနာပါလေညီလေးလှုပ်တဲ့အလုပ်ကသူများထက်ခုမှညီလေးအဲ့ဒေတာမှာနောက်ဆုံးထောင်းမုတ်ပြစ်စလက်ပဲရောင်းမုတ်ပြစ်စလက်ကသူများထက်ထူးအောင်ကိုကဘာသူ့ကိုပေးနိုင်မှာ ချင်းတည်တဲ့ညီလေးမုတ်ပစ္စလက်ကိုတနိုင်ငံလုံးကလူတွေလာစားမှာဥမာကြက်ကြော်လက်ပံများကြက်ကြော်လက်ပံများကြက်ကြော်ပေါက်ကြတယ်နော်အခုလိုက်လုံကြတယ်ကြက်ကြော်ရောင်းပြီးလဲအဲ့လိုဖြစ်တာပြောချင်တာကိုရဆန်ရောင်းပြီးလဲတရက်ကို30လောက်ဝင်နေလို့ရှိတယ်နော်တခြားဒီတိုင်းပဲတခြားလုပ်ငန်းတွေလည်းဒီတိုင်းဒီတိုင်းဒီတိုင်းနေပဲအများကြီးပဲအခုတို့ပြောချင်တာညီလေးဒီရန်ကုန်လာလို့မှအလုပ်ကြီးပွားမှာမဟုတ်ဘူးကြီးပွားဖို့လမ်းစာကိုကိုကုတ်ကိုတီထွင်ညံဤညံစာရှိရမယ်နံပါတ်1ချက်နံပါတ်2ချက်အဲ့တီထွင်ညံစာကိုစိတ်ကူးရဲ့ ိမ်မက်တွေမက်နေပြီးတော့အိတ်နေမယ် Facebook သုံးနေမယ်ဒီထဲမှာပဲပျော်ရွှင်နေမယ်ဆိုရင်တော့ဖြစ်လာမှာမဟုတ်အဲ့ဒါကိုလက်တွေ့ account ထဲပေါ်အောင်မယ်နံပါတ်3ချက်အကိုခုနပြောတဲ့အကိုတို့မှလည်းစပြီးတော့တီထောင်ကလေးကပတ်စံမရှိဘူးနော် financial အခက်အခဲဖြစ်တဲ့အကိုပြောတယ်အဲ့ပတ်စံမရှိဘဲနဲ့ဒီဟာကိုဘလို့မို့သွားရမလဲဆိုတော့ဒီလမ်းကိုကိုကရောက်အောင်ရှာအောင်မှာအဲ့အရာမရှာဘဲနဲ့ထိုင်နေရင်တော့ကိုလည်းသူများအများတည်းရလို့လူတယောက်ပဲဖြစ်နေမှာပဲအဲ့အရာကိုညီလေးတွေးတော့ကြံစီမှသာလျှင်ညီလေးခုနဖြစ်ချင်တဲ့လုပ်ငန်းရှင်တယောက် ဖြစ်လာလိမ့်မယ်ခုနပြောသလိုရန်ကုန်လာမှမဟုတ်ဘူးသူများတွေလုံနေတဲ့အလုံးမဟုတ်နယ်ပယ်တစ်ခုမှာကိုကသူများထက်ထူးကဲအောင်လုပ်ဒီလေးအောင်မြင်မှာပဲဖြစ်မှာပဲเนาะဒီလေး